တကြံမှာဘယ်တကြံမင်းမှမဆင်ဘူးလို့ပါချုပ်စရာတော့တဲဟောပြီတကြံရောက်တာနဲ့တကြံမင်းဆင်မယ်ကုသိုလ်လုပ်သူတွေကိုရှေ့ပရပိုင်းနဲ့မှတ်ပြီးအကုသိုလ်ကောင်းတွေကိုခွေးပရပိုင်းနဲ့နာမည်မှတ်မယ်လို့လူကြီးတွေမကြခဏပြောကြပေမယ့်တကယ်တမ်းမှာတော့ဘယ်တကြံမင်းမှလူပြည်ကိုဆင်ဖို့အချိန်မရဘူးလို့ပါချုပ်စရာတော့ကတဲဟောကြခဲ့ပူပါတယ်ဗုဒ္ဓဘာသာဝင်တွေရဲ့လွဲမားနေတဲ့ယူဆနဲ့ပတ်သက်ပြီးပါကျုပ်ဆရာတော်ကြီးကတကြံမှာတကြံမင်းလူပီဆင်းလာမယ်လို့လူတွေတော်တော်ယုံကြည်ကြတယ်။ ဒါပေမဲ့မြတ်စွာဘုရားကိုယ်တိုင်ဟောထားတဲ့ပိဋကတ်၃ပုံနိကေ၅ပြးဓမ္မခန္ဓာပေါင်း၈၄၀၀အပြင်အဲ့ဒီဓမ္မခန္ဓာတွေကိုဖွင့်ဆိုထားတဲ့အထကထာတွေမှာလည်းတရားမလူပြည်ကိုတရားမင်းဆင်းပါတယ်လို့ဘယ်နေရာမှမဟောထားပါဘူးလို့ခက်ပြက်ပြက်မိတ်ဆိုခဲ့ပြီးတရားမင်းလူပြည်ကိုမဆင်းသက်ရခြင်းအကြောင်းရင်းကိုလည်းအခုလိုပဲအကျေတဝင့်ပြောကြားခဲ့ပါတယ်ပတုစီရတော်ဖျားကြီးရဲ့ဆိုရတရားမင်းဆိုတာတကောအဋ္ဌိပတ်နဲ့ပြည့်စုံတဲ့ပုံကိုပြပြီးတာရိန်သာမှာနေထိုင်သူဖြစ်ပါတယ်။အချိန်ကာလနဲ့တွက်ကြည့်မယ်ဆိုရင်တရားမင်းနေထိုင်ရာတာရိန်သာနတ်ပြည်မှာတရက်ဆိုရင်လူပြည်မှာနှစ်တရာလောက်ကြာမြင့်ပါတယ်။ ဒါကြောင့်ကြားမင်းမျက်စိတမိတ်မာတဲ့လူပီမှာ၃နှစ်လောက်ကြာမြင့်မှာဖြစ်တဲ့အတွက်လူပီတနေ့တစ်ခါဆင်းလာဖို့ဆိုတာလုံးဝမဖြစ်နိုင်တော့ပါဘူး။တကိုးနဲ့ဆင်းလာမယ်ဆိုရင်တောင်ကြားမင်းကတာရိန်သားကိုဆင်းလိုက်တက်လိုက်လုပ်ယုံနေတဲ့တနေ့ကုန်အချိန်ကုန်ပြီးဘာမှလုံးမရကြိုင်မရဖြစ်သွားနိုင်ပါတဲ့။လူပိနှားလဲလွယ်အောင်ပြောရရင်လူတက်တန်းကတိုးတဲ့အတွက်ကြားမင်းကတမနစ်တစ်ခါလူပီကိုဆင်းဖို့မဖြစ်နိုင်ပါဘူး။ဒါကြောင့်ကြားမင်းကြားမင်းဆင်းမယ်ဆိုတဲ့အယူအဆကြီးအားဖျားဟောနဲ့လုံးဝသွေဖယ်နေပြီးမိစ္ဆာဒိဋ္ဌိအယူလို့တောင်ပြောလို့ရပါတဲ့။ ဒါကြောင့်လူကြီးမင်းတို့လည်းနှစ်ကူအတာကူမှာဆင်းမလာနိုင်တဲ့တရားမင်းကိုမျှော်နေမဲ့အစားထေရဝါဒဗုဒ္ဓဘာသာပြီးပြီးကုသဘာဝနာပွားများရင်သာနေထိုင်ကြပါလို့အကြံပြုလိုက်ရပါ